မေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကြိုးပမ်းမှုနဲ့ရရှိလာတဲ့အပြစ်ခတ်ရက်စဲရေးနဲ့တရားခံလေးလေးရေးသဘောတူညီချက်ကိုကြာသပတေးနေ့မှာကျင်းပခဲ့ပြီးနောက်အစ္စရေးနဲ့ပါလက်စတိုင်းပြည်သူတွေအတိုင်းမသိဝမ်းမြောက်နေကြပါတယ်ဒီသတင်းပြည်စော်ကိုတော့ community ကပြောပြပေးပါမယ်ဒီသဘောတူညီချက်အရတိုက်ပွဲတွေရဆဲရမှာဖြစ်ပြီးအစ္စရေးကဂါဇာကနေဒီစိတ်ပိုင်းဆုတ်ခွာအောင်မှာဖြစ်ပါတယ်ဟာမတ်စ်အဖွဲ့ကလည်းသူတို့ဖမ်းဆီးထားတဲ့တရားခံတွေကိုပြန်လှုပ်ပေးရမှာဖြစ်တယ်လို့အစ္စရေးဘက်ကလည်းပါလက်စတိုင်းအကျဉ်းသားတွေကိုပြန်လှုပ်ပေးရမှာဖြစ်ပါတယ်သဘောတူညီချက်ကိုအစ်ဂျစ်နိုင်ငံ ရှန်အယ်ရှိခ်မြို့မှာဒီကနေ့နေ့လယ်ပိုင်းလောက်မှာလက်မှတ်ရေးထိုးဖို့မျှော်လင့်ထားပြီးမဲ့တရားဝင်အတည်ပြုချက်တော့ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ History ဝန်ကြီးချုပ်ယုံကတော့အစိုးရအဖွဲ့ကအတည်ပြုပြီးတာနဲ့ပြစ်ခတ်ရစေးစတင်အသက်ဝင်မယ်လို့ဆိုပါရယ်။အသက်ရှင်ကျန်ရည်သေးတယ်လို့ယုံကြည်ရတဲ့ History တစားကန်အယောက်20လုံးကိုလာမယ့်တင်းငွေနေဒါမှမဟုတ်တင်းလာနေ့မှာ ပြန်လှုပ်ပြီးဖို့မျှော်လင့်ထားကြောင်း history အရာရှိသူကပြောပါတယ်ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာတော့နှစ်ဖက်ပြည်သူတွေဟာပျော်ရွှင်စွာနဲ့အောင်ပွဲခံခဲ့ကြပါတယ် ဂါဇာတောင်ပိုင်းကခန့်ယူနေမျိုးကဒေသခံတို့ကဖျားသခင်ကိုကျေးဇူးတင်ပါတယ်။ဒုထက်တန်ယုံမှုတွေတပြတ်မှုတွေအဆုံးသတ်သွားလို့ပါ။ကျွန်တော်တယောက်တည်းပြောနေတာတော့မဟုတ်ဘူး။ဂါဇာတနယ်လုံးအာရဗီသူတွေအားလုံးကမ္ဘာလုံးပြောနေတာပါလို့ပြောကြခဲ့ပါတယ်။အလားတူပဲတယ်လီဗီယံမျိုးကဒေသခံရင်းပြမှာလဲဒေသခံတို့ဖြစ်တဲ့မာတန်ရဲ့မိခင် enough စုကောင်ကတော့ ကျမအသက်ရှူလို့တော့မရတော့ဘူးဘလို့ခံစားနေရလဲဆိုတာရှင်းပြလို့တော့မရပါဘူးဆိုပြီးဝမ်းသာမျက်ရည်တွေနဲ့ပြောဆိုခဲ့ပါတယ်ဒီသဘောတူညီချက်ဟာကာဇာစစ်ပွဲကိုအဆုံးသတ်ပေးမယ်လို့ကြေပေးပြီးမဲဆွယ်ခဲ့တဲ့အမေရိကန်သမ္မတအတွက်တော်ကြီးမားတဲ့တန်တမာရေးအောင်မြင်မှုတစ်ခုဖြစ်ရှုမြင်ခံရရပါတယ်သူဟာလူမှုကွန်ရက်မှာငြိမ်းချမ်းရေးကိုဖော်ဆောင်သူများမင်္ဂလာရှိစေသူတည်းလို့ရေးသားခဲ့ပြီးဂျောင်းဝင်ဆွဆက်ပေးခဲ့တဲ့ကာတာအီဂျစ်နဲ့တူရကီနိုင်ငံတို့ကိုကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါတယ်ဒါပေမဲ့ပျော်ရွှင်မှုတွေကြားမှာစိန်ခေါ်မှုတွေကရှိနေသေးပါ အပြစ်ခက်ရစေးကြီးညာထားပေမဲ့ဂါဇာမြို့စင်ဂျိန်ဘိုးမြွေကိုအစ္စရေးကလေကြောင်းကနေဆက်လက်တိုက်ခိုက်နေစေဖြစ်ပြီးပြီးခဲ့တဲ့24နှစ်အတွင်းပါလက်စတိုင်းကုဥထမင်းတေဆုံးခဲ့တယ်လို့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။ဒါအပြင်စစ်ပီးကာလာဂါဇာရဲ့အုပ်ချုပ်ရေးဟာမတ်စ်ဖွဲ့အနာဂတ်နဲ့လက်နက်ဖြိုသွင်းရေးလို့မဖြစ်ရှင်းရသေးတဲ့မေးခွန်းများစွာကြန့်ရှိနေပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူရဲ့ညွန်မောင်အစိုးရတွေကအစိုးရလက်ရာရင်းပါတီဝင်တွေကလည်း တစားကန်တွေပြန်ရပြီးတာနဲ့ဟာမတ်စ်ကိုချိန်မုံရမယ်လို့ပြောဆိုထားတာကြောင့်ရရှိညင်းညိအတွက်စိုးရိမ်မှုတွေရှိနေပါတယ်